နက်ပိုင်းမှာအားလုံးကအိမ်မောကြနေချိန်ပရွက်စိတ်တကောင်ကနိုးလာပြီးမျက်လုံးဖွင့်ကြည့်လိုက်တော့ပရွက်စိတ်ကြီးတကောင်ကိုမြင်လိုက်ရတာကြောင့်ပရွက်စိတ်မိခင်ကြီးပြန်လာတဲ့ထင်ပြီးပျော်ရှင်သွားပါတယ်။ကောင်လေးကတစ်ပင်မြင့်ပေါ်တက်ကြည့်လိုက်မှနှိမ်နှင်းရေးလူကြီးရဲ့ကားဖြစ်နေတာကြောင့်စဉ်းစားမရဖြစ်သွားပါတယ်။အားလုံးကအခြေအနေကိုမသိသေးဘဲပရွက်စိတ်မိခင်ကြီးပြန်လာတဲ့ထင်ပြီးပျော်ရွှင်နေကြတာကြောင့်မော်ဆရာနဲ့ကောင်လေးကရောက်လာပြီးရှင်းပြကြပါတယ်။ကောင်လေးကသူစာချုပ်မှာလက်မှတ်ထိုးမိလိုက်လို့ရောက်လာတာလို့ပြောမိလိုက်တော့အားလုံးကစိတ်ဆိုးသွားကကောင်လေးကိုဖမ်းခေါ်သွားပါတယ်။ ကောင်လေးကမော်ဆရာလက်ထဲကဆေးရည်ကိုမြင်သွားကနှိမ်နေရေးသမားကိုလဲတူလိုမျိုးတင်းငယ်အောင်လှုပ်ပြီးပြန်တိုက်ခိုက်ဖို့အကြံပေးလိုက်ပါတယ်။ကောင်လေးရဲ့အကြံစီတိုင်းအရင်ဆုံးရန်သူတွေဖြစ်တဲ့တိုက်ခိုက်ရေးကောင်လေးစီကိုသွားကအတူပူးပေါင်းဖို့အတွက်စီယုံပါတယ်။သူတို့ကလက်မခံဘဲကောင်လေးကိုစားဖို့အတွက်ပြင်လိုက်ချိန်မှာဒံယာရနေတဲ့တိုက်ခိုက်ရေးကောင်ရောက်လာပြီးမိကိုငွေတွေကအားလုံးကိုဖျက်ဆီးနေတဲ့ကြောင်းသတင်းပို့လာပါတယ်။အကောင်တွေအားလုံးပြေးလွှားနေတာမြင်တဲ့ချိန်မှာကောင်လေးရဲ့အကြံစီကိုလက်ခံကတိုက်ခိုက်ရေးကောင်တွေနဲ့တွေ့ရွက်စိတ်တွေပူးပေါင်းပြီးနှိမ်နေရေးသမားကိုပြန်လည်တိုက်ခိုက်ကြပါတယ်။ မိခိုးမွေးတွေကိုရှောင်ရှားပြီးနားထဲကိုထည့်ဖို့လုပ်ပေမဲ့မအောင်မြင်ခဲ့ပဲပရိသတ်တွေဘက်ကတော်တော်လေးထိနာခဲ့ပါတယ်။ကောင်လေးနဲ့မော်ဆရာကနှိမ့်နေရေးတမဆေးပြန်ဖြစ်နေချင်းအလစ်တိုက်ဖို့လုပ်ပေမဲ့မိခိုးမွေးတွေကြောင့်ကောင်လေးကချော်ကြကလူကြီးကောင်းပေါ်ပြုတ်ကျသွားပါတယ်။